ဒီနေ့ကျွန်တော်တို့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့စစ်မြေပြင်မှာဖြစ်ပျက်ခဲ့တဲ့ဘသူမှလုံးဝကြိုတင်ခံမနိုင်ခြင်းမရှိခဲ့တဲ့အလှည့်အပြောင်းနှစ်ခုအကြောင်းပဲဖြစ်ပါတယ်။ခေမီနီးပညာတွေ AI ဆက်ရုပ်တွေဝင်လာပြီးဆိုတဲ့ဒီခေတ်ကြီးထဲမှာတော့စိတ်ကူးညံ့တဲ့ဆုံးလွန်ဆွမ်းသာမှုတွေဟာဘလို့အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်နေလဲဆိုတာကိုဒီအဖြစ်ပြက်တွေကသက်သေပြနေပါတယ်။ပထမဆုံးအကြောင်းအရာကတော့ယူကရိန်းရဲ့ခေဟောင်း MiG-29 တိုက်လေယာဉ် OG-30 နဲ့ယူကရိန်းတပ်တွေဟာရိုးရိုးအင်ပတ်တလုံးကိုအသုံးပြုပြီးရုရှားရဲ့အထီးပါမခံနိုင်ဘူးလို့ယူဆထားတဲ့ဌာနချုပ်ကြီးတစ်ခုကို ဘလို့ရဲရဲတင်းတင်းဝင်ရောက်တိုက်ခိုက်ခဲ့လဲဆိုတဲ့စွန့်စားခံပဲဖြစ်ပါတယ်။ဒုတိယလှည့်ပြောင်းကတော့အရှေ့ဥရောပကမဟာမိတ်နိုင်ငံဖြစ်တဲ့ပိုလန်နိုင်ငံဟာရုရှားရဲ့ရန်သွေးတွေကိုခင်မီနီးပညာတွေထိတ်တန်းဆက်ရုပ်စနစ်တွေနဲ့ဘဲပုံပင်ဤအပြင်းထန်တံပြန်ခဲ့လဲဆိုတဲ့နေပြူဟာပိုင်းဆိုင်ရာထိုးထွင်းညံအကြောင်းပဲဖြစ်ပါတယ်။ပထမဆုံးအကြောင်းကနေစလိုက်ကြရအောင်ပါ။ဒီစစ်စင်ရေးကြီးဟာ2025ခုနှစ်မေလ26ရက်မနက်9:45မိနစ်လောက်မှာစတင်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းလေတပ်ရဲ့ပိုဗာဒေတာကလေရင်ပြေးလည်ပေါ်မှာရပ်ထားတဲ့မြင်ကွင်းကတော့ တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပါတယ်။အဲ့ဒီမှာအသိအနေထားရှိနေတာက1980ပြည့်လွန်နှစ်တွေကတည်းကထုတ်လုပ်ခဲ့တဲ့အခုဆိုရင်တန်ကြီးတက်တယ်လို့ဖြစ်နေပြီလို့ပြောလို့ရမယ်။ခေဟောင်း MIG 29တိုက်လေရင် OG တစီပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကာလမှာယူကရိန်းရှေ့ပိုင်းစစ်မျက်နှာတွေမှာရက်တပ်ပတ်ပေါင်းများစွာထူးထူးခြားခြားတိတ်ဆိတ်နေခဲ့ပါတယ်။ရုရှားဘက်ကတက်တေရွှေ့နေတာစစ်ရင်အားစုနေတာကိုအနောက်တိုင်းလေလာသူတွေကသတိထားမိကြပြီးယူကရိန်းတစ်ခုခုတော့ပြင်ဆင်နေပြီ။တစ်ခုခုတော့ကြံစည်နေပြီလို့ထင်ကြေးပေးခဲ့ကြတာပါ။ ဒါပေမဲ့ဒီလိုပုံစံမျိုးဒီလောက်ထိမထင်မှတ်ထားတဲ့တိုက်ခိုက်မှုမျိုးဖြစ်လာလိမ့်မယ်လို့တော့ကမ္ဘာစစ်ရေးကျွမ်းကျင်သူဘသူတဦးတယောက်ကမှစဉ်းစားလို့မရခဲ့ပါဘူး။တကယ်တော့ဒီဆိုဗီယက်ခေတ်အမွေနှစ်တိုက်လေရင်ဦးကြီးဟာတမယိုးကြလုံးဝမဟုတ်တဲ့စစ်စင်ရေးတစ်ခုရဲ့အဓိကလက်နက်ဖြစ်လာခဲ့တာပါ။ဒီအစည်းအဝေးဟာခင်မီနီးပညာရေးပြည့်နေတဲ့မြေပြင်စစ်ဘက်ဆိုင်ရာဗဟုဌာနချုပ်ကြီးတစ်ခုကနေပေါ်ထွက်လာတာမဟုတ်ဘဲတိတ်တဆိတ်လျှို့ဝှက်ထားတဲ့မြေအောက်ကကွန်မန်ဒိုစခန်းငယ်လေးတစ်ခုကနေပေါ်ထွက်လာခဲ့တာပါ။ ြစ်မှတ်ကတော့ဘယ်ယူကရိန်းလေရင်မှဒီနေ့ထိဝင်ရောက်တိုက်ခိုက်ဖို့မစွန့်စားရသေးတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒါကတော့ရုရှားနိုင်ငံဘဲဂရော့ဒေတာဂလိုဖော့မြို့မှာတည်ရှိတဲ့ရုရှားရဲ့ပြည်ရင်းလုံခြုံရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ FSB Federal Security Service ဌာနချုပ်ကြီးပဲဖြစ်ပါတယ်။ဒီဌာနချုပ်ဟာယူကရိန်းနယ်စပ်ကနေ9ကီလိုမီတာလောက်ပဲဝေးတဲ့နေရာမှာရှိနေတာပါ။ Kremlin အနေနဲ့ကတော့ဒီနယ်မြေကိုသူတို့ရဲ့အထီးပါမခံနိုင်သော လုံးဝလုံခြုံသော area လို့သတ်မှတ်ထားခဲ့တာပါ။ဒီစစ်စင်ရေးဟာဘာကြောင့်ဒီလောက်ထိ အသက်နဲ့ရင်းရတဲ့စွန်သားကန်းဖြစ်နေရတာလေဆိုတော့လေယာဉ်မှုရဲ့လှုပ်ဆောင်ရမယ့်အခန်းကဏ္ဍကြောင့်ပဲဖြစ်ပါတယ်။လေယာဉ်မှုဟာအစာပိုင်းကီလိုမီတာ100နီးပါးခရီးကိုရုရှားရဲ့ရေဒါတွေမမြင်အောင်တစ်ပင်ထိပ်တွေဓာတ်ကြိုးတိုင်တွေရဲ့အောက်ကနေကပ်ပြီးပြန်တန်းသွားရမှာဖြစ်ပါတယ်။ဒါဟာမယုံနိုင်စရာကောင်းလောက်အောင်နှိမ့်နဲ့ပြန်တန်းမှုဖြစ်ပြီးအမှားရင်းလုံးဝမခံနိုင်တဲ့ပြန်တန်းမှုမျိုးပါ။ပြီးမှရုရှားပိုင်နယ်ထက်ရောက်တဲ့အခါပေ16400မီတာ9000အမြင့်ထိပ်ကိုဒေါင်လိုင်းနီးပါးထိုးတက်ရမှာဖြစ်ပါတယ်။ဒီလိုထိုးတက်ပြီးမှသာပြင်သစ်နိုင်ငံလို့ AAS မှာစမတ်ဘုံတွေကိုပြစ်ချနိုင်မှာဖြစ်ပါတယ်။အခက်ခဲဆိုတာဒီနေရာမှာစတင်ပါတော့တယ်။အဲ့ဒီခေအောင် MIG 29လေယာဉ် OG တွေဟာခင်မီတဲ့စမတ်ဘုံတွေကိုတက်ဆင်ပြစ်ခတ်ဖို့အတွက်လုံးဝဒီဇိုင်းထုတ်ထားတာမဟုတ်ပါဘူး။ဒါအပြင်ဒီလုပ်ငန်းစဉ်အားလုံးကို9မိနစ်တွင်အပြီးသက်ဆောင်ရွက်ရမှာဖြစ်ပြီးရုရှားရဲ့အင်အားကြီးဆုံး၄ချောင်းရန်ကာကွယ်ရေးစနစ်ကြီးတွေကတခုဖြစ်တဲ့ S400 စနစ်ကြီးတွေကအချိန်မရွေးပြစ်ချဖို့အသင့်ဆောင်နေရပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီတိုက်ခိုက်ဖို့အတွက်ယူကရိန်းဘက်ကဘာတွေအသုံးပြုကြလဲဆိုတာကြည့်လိုက်ရအောင်ပါ။ သူတို့ဟာတော်တော်လေးမထင်မှတ်ထားတဲ့နှီးပြူဟာကိုအသုံးပြခဲ့တာတွေ့ရပါတယ်။သူတို့အသုံးပြခဲ့တာကတော့ဆော့ဆော့ကပြောခဲ့တဲ့1980ခုနှစ်များက MIG 29တိုက်လေရင်အဟောင်းကြီးပဲဖြစ်ပါတယ်။သူတို့ဟာဒီဆက်ကြီးကို Frankenstein လို့အမည်ပေးခဲ့ပါတယ်။ဒီ Frankenstein ဆက်ကြီးကိုခင်မီဘုံနေနဲ့ချိတ်ဆက်နိုင်မှုအတွက်ဘာမှကြီးကြီးမားမားရှုပ်ထွေးလို့နဲ့စနစ်တွေတက်ဆင်တာမျိုးမဟုတ်ပဲလေရင်မှုဟာသူ့ရှိကစစ်လက်နက်ကရိယာကြီးပြားကြီးပေါ်မှာ Apple iPad Pro တလုံးကိုတက်ဆင်လိုက်တာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ နောက်ဆုံးပေါ် iPad အလုံးပါပဲဒီ iPad ကိုလင်ရင်ရဲ့ဥတီယာအမြင့်ပေအချိန်နှုံဘုံပြစ်မှတ်ကိုချိန်ညှိဖို့နဲ့အချက်အလက်တွေတွက်ချက်ပေးဖို့အတွက်အဓိကစက္ကရိယာအဖြစ်အသုံးပြုခဲ့တာဖြစ်ပါတယ်ဒီ MIG 29တိုက်လင်ရင် OG ဟာခင်မီဘုံတွေကိုတက်ဆင်ပြက်ခတ်ဖို့လုံးဝဒီဇိုင်းထုတ်မထားဘူးဆိုတာကိုကျွန်တော်တို့ပြောခဲ့ပြီးပါပြီဒီတော့ယူကရိန်းရဲ့ညံကြီးရှင်အင်ဂျင်နီယာတွေကဘလို့နီလန်းကိုအသုံးပြုခဲ့ကြပါသလဲသူတို့ဟာရှုပ်ထွေးတဲ့ခင်မီစနစ်တွေနဲ့အစားထိုးတာမျိုးမလုပ်ခဲ့ပါဘူး ပထမဆုံးအဆင့်အနေနဲ့မူလဆက်လက်နဲ့တက်ဆိုင်တဲ့စနစ်တွေဟာခင့်မမီတော့တဲ့အတွက်ဘုံတွေကိုခိုင်မဲစွာချိတ်ဆွဲနိုင်ဖို့လေရင်ရဲ့အောက်ခြေမှာတက်ဆင်ဖို့နေရာတွေကိုအသစ်တပံပြုလုပ်ခဲ့ရပါတယ်။ဒါအပြင်တိကျတဲ့ဒီနေရာကိုသိရှိနိုင်ဖို့အတွက်လိုအပ်တဲ့ GPS အင်တာနာတွေကိုလည်းလေရင်ကိုယ်ရဲ့အပြင်ဘက်မှာဆွဲကြိုးတက်တယ်လို့အရန်သင့်အနေထားနဲ့တက်ဆင်လိုက်ရပါသေးတယ်။ဒါပေမဲ့ဒီဇယ်လန်ရဲ့အစမ်းဆုံးအထူးခြားဆုံးအစိတ်ပိုင်းကတော့ခင်မီစမတ်ဘုံတွေကိုထိန်းချုပ်ဖို့စနစ်လုံးဝမရှိတာကိုဖြည့်ရှင်းတဲ့နည်းလမ်းပါပဲ။ အင်ဂျင်နီယာတွေနဲ့လေယာဉ်မှုတွေပူးပေါင်းပြီးဖန်တီးခဲ့တာကတော့လေယာဉ်မှုရဲ့ရှေ့မျက်နှာပြင်ခလုတ်တွေအပြည့်ရှိတဲ့နေရာမှာ Apple iPad Pro တလုံးကိုတိတ်နဲ့ကတ်ထားလိုက်တာပါဒီလိုမြင်ကွင်းမျိုးက Hollywood ရုပ်ရှင်တွေကကပောက်တီကပောက်ချာနိုင်လုံးနဲ့တီထွင်မှုတစ်ခုလို့ထင်ရပေမဲ့ဒီ iPad ထဲမှာထည့်သွင်းထားတဲ့ software ကတော့ရိုးရှင်းပေမဲ့ထိရောက်မှုရှိလာပါတယ် Ukraine engineer တွေဟာဘုံရဲ့ပြစ်မှတ်ဒီနေရာကိုအတိအကျတွက်ချက်ထားတဲ့သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ software ကိုဒီ iPad ထဲမှာထည့်သွင်းထားပြီး လေယာဉ်မှုကိုဘုံလွတ်တင်ရမယ့်အချိန်တိကျကိုပြသပေးဖို့အတွက်အဓိကကိရိယာဖြစ်အသုံးပြုခဲ့တာဖြစ်ပါတယ်ဒီလိုရိုးရှင်းလွန်းပေမဲ့ဉာဏ်ကြီးရှင်ဆန်တဲ့ဖြည့်ရှင်းသည့်ဟာတကယ်တမ်းမှာစစ်မြေပြင်မှာအလုပ်ဖြစ်ခဲ့တာကိုတွေ့ရပါတယ်ဒီလိုပြင်ဆင်မှုတွေပြီးစီးသွားတဲ့အခါမှာတော့ဘုံတွေတက်ဆင်ပြီး iBug ကိုအဓိကအားကိုးထားတဲ့ Frankenstein MIG 29ဟာပိုဗာပြေးလန်းပေါ်ကနေအချိန်ပြင်းပြင်းနဲ့ထိုးတက်လိုက်ပါပြီလေယာဉ်မှုဟာအလွန်အမင်းရဲရဲနဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီး ။မြေပြင်ကနေမီတာ90လောက်သာအနိမ့်မှာကပ်ပြီးပြန်တန်းခဲ့ပါတယ်။ဒီအမြင့်ဟာသေလောက်အောင်ကြောက်စရာကောင်းတဲ့အနိမ့်ဆုံးပြန်တန်းမှုအမြင့်ပေပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုနိမ့်လုံးတဲ့အမြင့်မှာပြန်တန်းရခြင်းရဲ့နီးပြိုဟာပိုင်းဆိုင်ရာအကြောင်းရင်းကတော့အင်မတန်အရေးကြီးပါတယ်။အဲ့ဒါကတော့ရုရှားရဲ့အင်အားကြီး S400 Data Radar စနစ်ကြီးရဲ့မျက်ကွယ်မှာရှိနေပို့ပါပဲ။ဒီနည်းလမ်းဟာလေယာဉ်မှုအနေနဲ့ကဘာကြီးရဲ့ကွေးနေတဲ့မျက်နှာပြင်ကိုတဘာဝအကာအွယ်ဖြစ်အခွင့်ကောင်းယူပြီးရန်သူရေဒါတွေရဲ့အမြင်အာရုံကနေလျှို့ဝှက်ပုံကွယ်သွားတာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းစစ်စင်ရေးရဲ့အဆုံးဖြတ်အချိန်ကိုရောက်လာပါပြီ။ဘုံတွေကိုပစ်ချနိုင်မှုအတွက်လေရင်ဟာမဖြစ်မနေအပေါ်ကိုထောင်တက်လိုက်ရတဲ့ကြိုင်နဲ့မှာပဲရုရှားရေဒါတွေအားလုံးရဲ့မျက်နှာပြင်မှာပြစ်မှတ်အဖြစ်ရုတ်တရက်ပေါ်လာတော့မှာဖြစ်ပါတယ်။မနက်6:22မိနစ်လေရင်ဟာပြစ်မှတ်ဖြစ်တဲ့ FSP ဌာနချုပ်နဲ့3.8မိုင်အကွာကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ရုရှားပိုင်းနဲ့ထိုင်ဝင်ရောက်လာတဲ့ယူကရိန်းလေရင်ဟာအချိန်တော်ကြာပုံကွယ်နေရာကနေရုတ်တရက်ကြီးထိုးထွက်လာချိန်မှာလေရင်မှုဟာအကြောက်လန့်မရှိဘဲ လေရင်ကို45ဒီဂရီဒေါင်လိုက်နီးပါးထောင်တက်လိုက်ပါပြီ။ဒီလိုလှုပ်လိုက်တဲ့အတွက်ချက်ချင်းဆိုသလိုပဲ S400 လေးချောင်းရံကာဝေးရေးစခန်းတွေက MIG29 ကိုပြစ်မှတ်အနေနဲ့အချက်ပေးတန်တွေလေရင်မှုရဲ့နားတွေတိုးဝင်လာခဲ့ပါပြီ။အချိန်တွေကအသက်ရှူမှားလောက်အောင် တင်းမာနေပြီးလေရင်မှုမှာဘုံတွေပြစ်ချဖို့အတွက်အချိန်စက္ကန့်20တာကျန်တော့တာဖြစ်ပါတယ်။သူရှိကအိုင်ပတ်မျက်နှာပြင်ပေါ်ကပြစ်လို့ရပြီဆိုတဲ့မီးစိမ်းလေးလင်းလက်လာတဲ့တပြိုင်နက်လေရင်မှုဟာခလုတ်ကိုအလှင်မြန်နှိပ်လိုက်ပါတော့တယ်။ ပြင်သစ်လုံး AASM စစ်မှတ်ဘုံးနှလုံးဟာလေရင်အောက်ကနေလေထဲကိုကွာကျသွားခဲ့ပါပြီ။လေရင်မှုဟာစက္ကန့်ပိုင်းလေးတောင်မဆောင်ပါဘူး။ဘုံးလေးလွတ်သွားတာနဲ့ချက်ချင်းကိုပဲလေရင်ကိုဇောက်ထိုးမှုမျိုးလှိမ့်ချလိုက်ပြီးမြေပြင်စီကိုမြေဆွဲအား6ဆနီးပါးလောက်အချိန်ပြင်းပြင်းနဲ့ပြန်ထိုးဆင်းခဲ့တာကြောင့်လေရင်နောက်ကနေလိုက်ပါလာတဲ့ရုရှားရဲ့ဂျားဖြတ်ဒုံးကြီးတွေဟာလမ်းကြောင်းပြတ်ပြီးနောက်ကျကျန်ခဲ့ရပါတော့လေ။လေရင်မှုဟာအသက်ပေးကလွတ်မြောက်ပြီးအန်ရယ်ကင်းရာစီပြန်လှည့်သွားခဲ့ပြီဖြစ်ပေမဲ့အဲ့ဒီစစ်မှတ်ဘုံးနှလုံးကတော့ သူတို့ရဲ့ပြစ်မှတ်စီကိုဆက်လက်ဦးတည်သွားနေတော့မှာပဲဒီ AASM စမတ်ဘုံးတွေရဲ့ထူးခြားချက်ကတော့သူတို့မှာ rocket engineer တွေပါဝင်တာကြောင့်တမယ်ရိုးကြဘုံးတွေထက်ပုံမိုဝေးဝေးပုံမိုမြန်မြန်ခရီးနှင်နိုင်တာပဲဖြစ်ပါတယ်ဒီဘုံးတွေရဲ့လမ်းချုံစနစ်ကတော့ရိုးရှင်းပေမဲ့သုံးတကွန်အားဖြည့်ထားတာကိုတွေ့ရပါတယ်ပထမအဦးဆုံးအခြေခံအားဖြင့် GPS စနစ်ကိုအသုံးပြုပါတယ်ဒုတိယအနေနဲ့လေရင်ရဲ့လှုပ်ရှားမှုကိုအတိအကျတိုင်းတာပေးတဲ့ inertial စနစ်လည်းပါဝင်ပါတယ် ။အရေးကြီးဆုံးကတော့ရုရှားဘက်ကနေ GPS line တွေကိုဂျမ်းမင်းလုံရင်တောင်မှပြစ်မှတ်စီကိုဆက်လက်သွားနိုင်ဖို့အတွက်အရန်လမ်းညွှန်စနစ်ပါထည့်သွင်းထားတာကြောင့်ဒီတိုက်ခိုက်မှုဟာလက်တွေ့စစ်ပွဲတစ်ခုအတွက်တော့စစ်မှန်တဲ့လက်စားချေမှုတစ်ခုပဲလို့ဆိုရမှာပါ။နောက်ဆုံးမှာတော့မနက်6:28မိနစ်မှာဘုံနှလုံးဟာစက္ကန့်ပိုင်းလေးပဲခြားပြီး FSB ဌာနချုပ်ကိုတိတိကျကျထိမှန်ပေါက်ကွဲပါတော့တယ်။ပထမဘုံဟာဌာနချုပ်အဆောက်အုံရဲ့အမိုးကိုစတင်ထိမှန်ပြီးအဆောက်အုံရဲ့နှစ်ထပ်လောက်ကိုထိုးဖောက်ဝင်ရောက်သွားပြီးမှ အတွင်းထဲမှာအကြီးအကျယ်ပေါက်ကွဲမှုဖြစ်ပေါ်စေခဲ့ပါတယ်။ဒုတိယပုံကတော့ပိုပြီးအရေးပါတဲ့နေရာကိုထိမှန်ခဲ့ပါတယ်။အဲ့ဒါကတော့အဆောက်အုံတစ်ခုလုံးရဲ့အဓိကအလေးချိန်ထိမ့်ပေးတဲ့နေရာကိုထပ်မံထိမှန်ခဲ့တာကြောင့်ဌာနချုပ်အဆောက်အုံကြီးတစ်ခုလုံးပြိုလဲသွားခဲ့ပါတော့တယ်။60စက္ကန့်အတွင်းမှာပဲအဲ့ဒီခံကြားလှပါတယ်ဆိုတဲ့ငါးတက်တိုက်ကြီးဟာအုပ်ပုံဘဝကိုရောက်သွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုရဲ့တက်ရောက်မှုကပြင်းထန်လုံးလို့အတွင်းထဲမှာရှိနေတဲ့ FSB အရာရှိ40ကျော်သူတို့ရဲ့အရေးကြီးတဲ့စာပါကမ်းတွေ ပြီးတော့ data ring စစ်စင်ရေးတွေအတွက်အချက်လက်တွေစုဆောင်းထားတဲ့လျှို့ဝှက်မှတ်တမ်းတွေအားလုံးဟာတစ်ချိန်တည်းမှာပဲပြကြသွားခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုဟာရုပ်ပိုင်းဆိုင်ရာပျက်စီးမှုထက်အစာပေါင်းများစွာပိုပါတယ်။ဒါဟာငါတို့ရဲ့နေမျိုးကိုဘယ်သူမှမထီရဲဘူး။ငါတို့ကိုထိလို့မရဘူးဆိုပြီးရုရှားဘက်ကနှစ်ပေါင်းများစွာတိစောက်ထားခဲ့တဲ့ဝါဒဖြန့်မှုတွေကိုပါတခါတည်းပြိုလဲပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ဒါဟာစစ်ရေးပြူဟာအရာကိုကြီးမားတဲ့လှုပ်ခတ်မှုတစ်ခုပါပဲ။စင်အားပြိုင်ဆိုင်တဲ့ခေတ်ကြီးမှာ240တပ်တန်းရှိတဲ့လေရင်အဟောင်းကြီး ပြင်သစ်နိုင်ငံလုံးစမတ်ပုံအမေရိကန်ရဲ့ GPS နည်းပညာနဲ့အရေးကြီးဆုံးဖြစ်တဲ့ iPad ပေါ်ကယူကရိန်းကိုယ်တိုင်ရေးဆွဲထားတဲ့ software တစ်ခုပေါင်းစပ်ပြီးရုရှားရဲ့အမာဂန်နီယာကိုဖြိုချလိုက်တာဖြစ်ပါတယ်။ကဲအခုတော့နောက်ထပ်အဖြစ်အပျက်တစ်ခုကိုကြည့်လိုက်ရအောင်ပါ။နေရာကတော့ရုရှားရဲ့အရေးပါတဲ့စစ်ရေးစခန်းတစ်ခုဖြစ်တဲ့ကာလီနင်ဂရက်နယ်မြေနဲ့နေတိုးဖွဲ့ဝင်ပိုလန်နိုင်ငံရဲ့နယ်စပ်ပဲဖြစ်ပါတယ်။ည7:32နာရီမိနစ်ရုရှားဘက်ကနေအော်လန်30ဂင်းထောက် drone တွေနဲ့ကာလီဘာ Chris ဒုံးကြီးတွေဟာ အလုံးရင်နဲ့ပိုလန်နယ်စပ်ကအရေးကြီးတဲ့စီတိုလောင်ယုံတွေနဲ့လက်နက်တိုက်တွေကို UTB ဝင်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ပိုလန်ရဲ့တုံ့ပြန်မှုကတော့အမခန်းမြန်ဆန်ပြီးအလွန်ထိရောက်ခဲ့ပါတယ်။၃မိနစ်အတွင်းမှာပဲပိုလန်ရဲ့အဆင့်မြင့် F16C တိုက်လေယာဉ်တွေဟာပြေးလန်းပေါ်ကနေအချိန်ပြည့်မြင့်နဲ့ထိုးတက်လိုက်ပါတယ်။လေယာဉ်တွေဟာ AMR AM လေကြောင်းယာဉ်ဒုံးကြီးတွေကိုအသုံးပြုပြီးရုရှားရဲ့ခရစ်ဒုံးကြီးတွေကိုပိုလန်နယ်စပ်ကိုမရောက်မီလေထဲမှာနေကြားဖြတ်ပစ်ချဖျက်ဆီးခဲ့ပါတယ်။ အချိန်ထဲမှာပဲမြေပြင်ပေါ်မှာလည်းကြီးမားတဲ့စစ်စင်ရေးတစ်ခုစတင်နေပါပြီ။ HIMARS ဒုံးပစ်လောင်ချာတွေ Leopard ဒူးတင်ကားတွေဟာသူတို့ရဲ့တိုက်ခိုက်ရေးနေရာတွေကိုအသင့်ယူထားကြပါတယ်။အရေးကြီးဆုံးနည်းပညာကတော့ပိုလန်ရဲ့ Electronic Warfare EW ကားတွေပဲဖြစ်ပါတယ်။ဒီကားတွေဟာ Electronic လိုင်းထောင်ရှက်မှုစနစ်တွေကိုချက်ချင်းအမြင့်ဆုံးအဆင့်ထိဖွင့်လိုက်တာကြောင့် Russia drone တွေရဲ့ထိန်းချုပ်စနစ်တွေအလုံးကိုဖြတ်တောက်လိုက်ပါတယ်။ရလဒ်ကတော့ Russia drone တွေဟာလမ်းပျောက်ကုန်ပြီးထိန်းချုပ်မှုမရှိတော့ဘဲမြေပြင်ပေါ်ကိုတဖွဲဖွဲကျဆင်းကုန်တာပါပဲ။ 10မိနစ်အတွင်းမှာပဲရုရှားရဲ့ပထမ line တိုက်ခိုက်မှုအများစုဟာလေထဲမှာနေပျက်စီးသွားခဲ့ပြီးပိုလန်စစ်တပ်ဟာအဲ့ဒီနယ်စပ် area ကိုတပ်ကွင်းအဖြစ်လှည့်မြန်စွာပြောင်းလဲပစ်လိုက်ပါတယ်။မနက်4:58မိနစ်မှာတော့ပိုလန်ရဲ့ Su-32 နဲ့ F-16C တိုက်လေယာဉ်အုပ်စုတွေဟာရုရှားပိုင်ကာလီနင်ဂရတ်ထဲကိုအဓိကထိုးဝင်ပြီးရုရှားရဲ့အင်အားကြီးဆုံး S-400 လေကြောင်းရန်ကာဝေးရေးရေဒါကွန်ရက်ကြီးတစ်ခုလုံးကိုဖြိုခွဲဖို့တောင်းဝင်ယူခဲ့ပါတယ်။ဒါပေမဲ့လည်းသူတို့ဟာရိုးရိုးသွားပြီးတိုက်ခိုက်ခဲ့တာမဟုတ်ပါဘူး။သူတို့မဝင်မီမှာကိုပြောက် drone အသေးစားလေးတွေဟာ တစ်ပင်ထိပ်တွေကနေကပ်ပြန်ပြီးရုရှားပိုင်နယ်ထိပ်ကိုတိတ်တဆိတ်ဝင်ရောက်သွားခဲ့ပါတယ်။ဒီ drone လေးတွေဟာလေထဲမှာပြန်တန်းရင်းဘုံကျိလင်ယင်ကြီးတွေရဲ့ radar line အတုတွေကိုအဆက်မပြတ်ထုတ်လွှတ်ပေးခဲ့ပါတယ်။ဒါအပြင်မြေပြင်ပေါ်မှာလည်းအသေးစားဆက်ရုပ်တွေဟာရုရှားရဲ့ကင်းထောက် drone တွေမြင်အောင်တင့်တင်ကားတက်မာကြီးတွေရဲ့ပုံရိပ်ရောင်တွေကိုဖန်တီးခဲ့ပါတယ်။ရုရှားရဲ့ S400 စနစ်တွေကဒီပြစ်မှတ်တွေကိုဒုံးကြီးတွေ dresser ပြစ်ထည့်နေတော့မှာပဲ။ပိုလန်ရဲ့ F16 တိုက်လေယာဉ်တွေကအမြင့်ပေ2500ကနေချက်ချင်းထိုးဆင်းလာပြီး JDAM စမတ်ဘုံးတွေနဲ့ရေဒါလိုင်းတွေကိုရှာဖွေပြီးပြစ်ခတ်ဖျက်ဆီးနိုင်တဲ့ဒုံးကျည်တွေကိုအသုံးပြုက S400 radar scan ကိုတိတိကျကျပြစ်ခတ်ဖျက်ဆီးပစ်ခဲ့ပါတယ်။တပြိုင်တည်းပိုလန်နယ်မြေတွေက HIMARS တွေကလည်းကာလီနင်ဂရတ်ကအ धिक လေယာဉ်ပြေးလည်တွေကိုတိတိကျကျပြစ်ခတ်ဖျက်ဆီးခဲ့တာကြောင့်ရုရှားရဲ့ MiG-31 နဲ့ Su-35 တိုက်လေယာဉ်တွေဟာမြေပြင်ပေါ်မှာပိတ်မိသွားခဲ့ရပါတယ်။မနက်6:00နာရီ10မိနစ်မှာတော့ပိုလန်လေတပ်ဟာလေကြောင်းစုံမမှုကိုလုံးဝရရှိသွားခဲ့ပြီးနောက်မြေပြင်တပ်ဖွဲ့တွေရဲ့ထိုးစစ်စတင်ပါတော့တယ်။ ပထမဆုံးဝင်လာတာကတော့မိုင်းထောင်ဆက်ရုပ်တွေပဲဖြစ်ပါတယ်။ဒီဆက်ရုပ်တွေဟာတင်ကားဖြတ်မိုင်းတွေကိုတောလန်းတွေချောင်းကူးနေရာတွေမှာအစီအီထောင်သွားပြီးရန်သူတင်ကားတွေမလာနိုင်အောင်လမ်းကြောင်းပိတ်လိုက်တာဖြစ်ပါတယ်။နောက်ကနေတမျိုးရိုးကြတက်ဖွဲ့တွေဖြစ်တဲ့တန်ချက်ကကားတွေကမီးခိုးထုတ် drone တွေရဲ့အကာအကွယ်နောက်ကနေဖြည်းဖြည်းချင်းတက်လာပါတယ်။အနီးနားမှာတော့ radar ကားတွေဟာအပြင်းထန်အလုပ်လုပ်နေပါတယ်။ဒီကားတွေကရုရှားဘက်ကပစ်လိုက်တဲ့မော်တာကြီးဒါမှမဟုတ်ဒုံးကြီးတွေရဲ့မီးတောက်ကိုချက်ချင်းရှာဖွေပြီးနေရာကိုအတိအကျသိရှိတာနဲ့နှစ်မိနစ်အတွင်းမှာပဲ ိုလန်မြောက်ကြီးတွေကအဲ့ဒီနေရာကိုပြန်ပစ်ထည့်လိုက်တာကြောင့်ရန်သူဟာဒုတိယကြိမ်ပစ်ချိန်တော့မရလိုက်ပါဘူး။နေသားတစ်ခုလုံးကလေကြောင်းထိုးစစ်၊မြေပြင်ထိုးစစ်နဲ့ electronic နည်းပညာတွေပေါင်းစပ်ထားတဲ့ထောင်ချောက်ကြီးဖြစ်သွားခဲ့တာပါ။မနက်9:40မိနစ်ပိုလန်ကွန်မန်ဒိုအထူးတပ်ဖွဲ့တွေဟာကောက်ကွင်းရိုက်တဲ့လက်စစ်ကားလေးတွေလိုအတန်တိတ်ရင်ငယ်တွေနဲ့နေဆက်ကိုဖျက်ချော်ပြီးရုရှားရဲ့အရေးပါတဲ့ electronic စစ်ဌာနချုပ်ကိုဝင်ရောက်စီးနင်းခဲ့ပါတယ်။သူတို့ကဘုံတွေထောင်တာမဟုတ်ဘဲ EMB လို့ခေါ်တဲ့လျှက်စစ်တန်းလိုင်းလိုင်းထုတ်လွှင့်တဲ့ကိရိယာတွေကိုထောင်ခဲ့ပါတယ်။ အဲ့ဒါတွေပေါက်ကွဲလိုက်တဲ့အခါမှာတော့အနီးနားကစားကစ်ပြားတွေအန်တနာတွေဒရုန်းထိန်းချုပ်စနစ်တွေအကုန်လုံးချက်ချင်းလောင်ကျွမ်းသွားပါတယ်။ရလကတော့ရုတ်တရက်ကောင်းငင်ပေါ်ကရုရှားဒရုန်းတွေထိန်းချုပ်မှုမရှိတော့ဘဲတပွဲပွဲကျွေကြလာတာပဲဖြစ်ပါတယ်။ရုရှားတွေမျက်စိကန်နားပင်သွားပြီဆိုမှပိုလန်ရဲ့ဟီမတ်တွေတင်ကားတွေကနောက်ဆုံးဝင်ရောက်ပြီးရှင်းလင်းရေးလုပ်တာဖြစ်ပါတယ်။တချိန်တည်းမှာပဲပိုလန်စိုက်ဘာတပ်ဖွဲ့တွေကနောက်ထပ်ထိရောက်တဲ့တိုက်ခိုက်မှုတွေကိုလှုံ့ဆော်ခဲ့ပါတယ်။ရုရှားကလည်းကာလီနင်ဂရက်ကိုလာတဲ့ရထားလမ်းထိန်းချုပ်ရေးစာပါတွေကိုဟက်လိုက်တာကြောင့် စစ်ကူနဲ့လက်နက်တွေတည်ယူလာတဲ့ရထားလမ်းတွေအကုန်လုံးရပ်တန့်သွားပြီးစစ်ကူလုံးဝရောက်လာလို့မရတော့ပါဘူး။နေ့လယ်ပိုင်းရောက်တဲ့အခါမှာတော့ကာလီနင်ဂရက်ရဲ့ရှေ့တန်းကစစ်ကွန်ရက်တစ်ခုလုံးလုံးဝပျက်စီးသွားပြီးဖြစ်ပါတယ်။ရုရှားအတွက်ဘောလ်တစ်ပင်လယ်ဒေသကိုချိန်းချောက်ဖို့အရေးကြီးတဲ့နေရာတစ်ခုဆုံးရှုံးသွားရပါတယ်။ဒီလောက်မှကြောလှပါတယ်ဆိုတဲ့ခံတပ်ကြီးကတော့ဒီလိုအဖြတ်စည်းခံရရင်ဘယ်နေရာမှလုံခြုံတယ်လို့ဘယ်သူမှပြောရတော့မှာမဟုတ်ပါဘူး။နောက်ဆုံးမှာတော့ပိုလန်တပ်တွေဟာသူတို့ရဲ့စစ်စင်ရေးအောင်မြင်ပြီးနောက်မှာစနစ်တကျပြန်ဆုတ်ခွာသွားကြမှာတော့ ဒါဟာခေတ်သစ်ပေါင်းဆက်စစ်ပွဲတခုမှာဤပညာဉာဏ်ပညာနဲ့ AI စနစ်တွေကိုဘယ်လိုပေါင်းဆက်ပြီးကာဝယ်တိုက်ခိုက်ရမလဲဆိုတဲ့အလွန်ကောင်းမွန်တဲ့သင်ခန်းစာတခုကိုပြသသွားတာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။